ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှာကြိုဆိုပါရယ်အခုလုံးပြပေးသွားမှာကတော့ဒီရင်းနှီးအိုးပေါ့နော်3မိနစ်ရင်းနှီးအိုးကိုပြင်မှာဖြစ်ပါတယ်ကျွန်တော်လည်းဒီရင်းနှီးအိုးကောင်းလားဆိုးလားကျွန်တော်မကြည့်ရသေးပါဘူးခုမှဆက်လုပ်မှာပါအရင်ဆုံးမီတာနဲ့တိုင်းရမယ်ပေါ့နော်အခုတစ်ဖက်ကိုထောက်မယ်ပြီးတော့နောက်တစ်ဖက်ကိုထောက်ရမယ်ပေါ့နော် on ski มาทาပြီးတော့ထောက်တော့တစ်ဖက်မတက်ဘူးကြာအမနောက်တစ်ဖက်နောက်တစ်ဖက်လည်းမတက်သေးဘူးเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ဟိုနောက်တစ်ခုကိုပြောင်းရမှာပြောင်းပြီးတော့ထောက်တော့တစ်ဖက်ကတက်တယ်ကြာဟုတ်ပြီเนาะဒါဆိုရင်နောက်တစ်ဖက်ကိုတိုင်းတယ်မင်းတစ်ဖက်ကိုတိုင်းတော့မတက်ဘူး တက်တော့အရင်ဆုံးဒူးပင်ခေါင်းပေါ့နော်သူကဒူးပင်ခေါင်းအတင်လဲထားတာဆိုတော့ဒီဒူးပင်ခေါင်းကိုဖြုတ်ကြည့်ရမယ်ဒူးပင်ခေါင်းကိုသူဖြုတ်မယ်ပေါ့နော်ဖြုတ်ကြည့်တော့ကုံကောင်းတယ်ဗျဒီဘက်ကမဟုတ်ဘူးတက် ။ဒါဆိုရင်ဒီ2ပိန်ကောင်ပြတ်တက်ပြီးတော့ကိုယ့်ဘက်ကိုဖြုတ်မယ်ပေါ့နော်။ဒီဘက်ကအပြားကဒီမျိုးစားကမူလီနဲ့လည်းစုပ်ထားတယ်ပြီးတော့ကလစ်တိုက်ပေါ့နော်။ကလစ်တိုက်နဲ့ဒီကလစ်တွေနဲ့ဖမ်းထားတာပေါ့။အကောင်နဲ့တတိထားပြီးတော့ဖြုတ်သွားတယ်ဗျမဟုတ်ရင်ကျိုးရတယ်လားကျွန်တော်လည်းဖြုတ်သွားတာနည်းနည်းတော့ခတ်ပါတယ် မြားဦးရှည်လို့ကြော်လိုက်မှာเนาะအင်းဒါဆိုရင်ဖြုတ်ပြီးရဲ့အခြေအနေဖြစ်ပါတယ်တစ်ဖက်ကတူးပင်ကောင်းကကောင်းတယ်ဆိုတော့ဟိုဘက်ကိုဖြုတ်ဖွင့်ပြီးတော့ဒီအတွင်းလေးကကလစ်ပေါ့เนาะအဲတွင်းလေးကဒီပင်လေးတွေနဲ့ပြန်ထောက်တိုင်းရမှာပြန်တိုင်းတော့မီတာတက်တယ်ဗျနှစ်ခုစလုံးတက်တယ် နောက်တစ်ဖက်လည်းမီတာတက်တယ်အဲ့ဒါဘာဖြစ်နေရလဲဆိုတော့ထိတ်နေတိုင်းတော့မတက်ဘူးကအဲ့ဒါကအနှီးတက်တယ်အဲ့ဒီအိုးတွေကလေသူကအိုးမလိုက်ပြန်ထားလိုက်အိုးမလိုက်ပြန်ထားလိုက်ဆိုတော့အဲ့ဒီခေါင်းလေးတွေကအနှီးတက်တယ်ဒီဘက်နဲ့တိုင်းတော့အကုန်ကောင်းနေတယ်လားခေါင်းထိတ်နေတာခုနတိုင်းတော့မတက်ဘူး ဲ့တော့ဒီအပြားလေးတွေကိုအရင်ဆုံးဟို point လေးတွေပေါ့နော်အဲ့ point လေးတွေကိုအရင်ဆုံးတစ်ခါပြင်ဖို့လုပ်ကြမယ်ဘယ်လိုလုပ်မလဲဆိုတော့ဟိုကကော်ဖက်လေးနဲ့ထိတ်လေးတွေကိုစားပေးရမယ်ဗျာ တေချာအောင်လို့ကျွန်တော်အပြန်ပြန်လှန်လှန်တိုင်းနေတာပါဘာလို့လဲဆိုတော့အဲဒီ point နေကမကောင်းဟိုကောင်းလားမကောင်းလားအပြင်ပြီးတော့ဒီကျိုးကလဲထားတဲ့ကျိုးအခုတော့ကော်ဖက်နဲ့စားဖို့တရားတွေဖြုတ်ပါမယ်ဟုတ်ဒါကတော့ဖြုတ်ပြီးသွားတဲ့အနေထားပဲဖြစ်ပါတယ် ဖြုတ်ပြီးပြီဆိုတော့ကော်ဘက်လေးနဲ့ပုတ်ပါမယ်။ဘာလို့ဒီလိုလုပ်တာလဲဆိုတော့ရင်နွေးအိုးရဲ့ရင်နွေးအိုးကိုဒီအောက်ခံများကိုတင်လိုက်တဲ့အခါမှာအဲဂျီနှစ်ခုသွားပြီးတော့ထိတယ်ပေါ့နော်ဒီဂျီပြားနဲ့အဲ့ဒီမှာသူကဟိုဟာဂျီကအညှိတက်နေတဲ့အခါကျတော့အဲကောင်းကောင်းမထိနိုင်ဘူးပေါ့နော်အဲ့မှာအုံးတံမိုးကြီးမြင့်လာတယ်ပြီးတော့ ပျော်ကြတာတော့ဖြစ်တာပေါ့နော်အဲအကြောင်းဒီကြီးအနှိပြောင်းသွားအောင်ကော်ဘက်အပားလေးနဲ့စားပေးရပါတယ်ဒါဒါအမြင်နဲ့လုံးလို့မရဘူးကြာကျွန်တော်တို့ဒီဒီအကုန်လုံး condition တွေအကုန်လုံးကကောင်းနေလို့ဒါမျိုးလုပ်လို့ရတာပါမဟုတ်လို့ရှိရင်တော့အစ်တတလုံးလဲတာတော့ကောင်းဆုံးပါပဲအခုကြည့်တော့အကုန်ကောင်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအဲ့လိုမျိုးကော်ဘက်စားတာမျိုးလုပ်တာပါ ခုလိုဖြုတ်ပြီးပြန်တက်လို့ရှိရင်လည်းပြန်တက်တဲ့နေရာမှာသတိထားဖို့လိုပါတယ်အခုဒီကြားမှာကျတော့ကျိုးက original ကျိုးမဟုတ်ဘူးเนาะလဲထားတာပြီးတော့ခဲတူထားတာဖြစ်တဲ့အတွက်ကျိုးကလည်းအရန်မာတယ်အဲ့အတွက်သတိထားဖို့လိုပါတယ်ပြီးတော့ခုနကငုတ်ကမူလီလေးတွေကလည်းတိတိလေးတွေပါဒါဆိုအလုံးပြန်တက်ပြီးတော့မီတာနဲ့တစ်ချက်ထောက်ပြီးတော့တိုင်းကြည့်ပါမယ်။ဒီမှာတိုင်းတော့ရတစ်ဖက်တက်ပြီနော်။နောက်တစ်ဖက်ကိုတိုင်းပါမယ်။ ်နောက်တစ်ခါလည်းတက်ပါပြီဒါဆိုဒီအပြားကောင်းပြီလို့ပြောလို့ရပါတယ်ဒီအပြားကောင်းပြီဆိုတော့ရင်းနှီးအိုးကိုတစ်ချက်စစ်ပါနော်၃မိနစ်ရင်းနှီးအိုးကိုစစ်မယ်ဆိုရင်လူတကူစစ်လို့ရပါတယ်ခလုတ်ကိုနှိပ်လိုက်ပြီးရင်အောက်ကကွိုင်းအောင်တိုင်းရပါမယ်အမကွိုင်းနဆာကိုခလုတ်ကိုနေပြီးကွိုင်းနဆာကိုမီတာနဲ့ထောက်ကြည့်လိုက်မီတာတက်ကပါပါ quantum မှုပြရပါတော့เนาะအခုမီတာမတက်ဘူးဆိုတော့ဒါဆိုရင်ရေနွေးအိုးပြတ်တယ်လို့ပြောလို့ရပါတယ်ဒါဆိုရင်ခလုတ်ကိုတိုင်းပါမယ်အဲဒီမျက်လုံးနဲ့ကြည့်ရတော့ကောင်းတယ်လို့ထင်တယ်เนาะအခုမီတာနဲ့ထောက်တိုင်းမှာရမီတာနဲ့စမ်းကြည့်လိုက်တော့မီတာတက်ပါတယ်เนาะခလုတ်ကောင်းပါတယ်ဒါဆိုရင် ဒါဆိုရင်ရင်ရိဦးအောက်အထိုင်ကိုဖွင့်ပြီးတော့ထပ်ဆက်ရပါမယ်။ဗီဒီယိုရှေးမှာဆိုလို့မူလီဖြုတ်တာတွေမပြတော့ဘူးเนาะ။အခု coin တစ်ချက်စစ်ပါမယ်။ဒီတာကိုကြည့်ရတာ coin ကိုထောက်လိုက်တော့ coin ကောင်းတာကိုတွေ့ရเนาะ။အဲ့ဒါဆိုအောက်အထိုင်ကိုတစ်ချက်ထပ်ဆက်ပါမယ်။ ချိုးတွေက connection ကောင်းတယ်เนาะအဲ့ဒါကြောင့်မစစ်တော့တာအခုတစ်ခုမီတာတက်တယ်နောက်တစ်ဖက်ကိုထောက်ပါမယ်နောက်တစ်ဖက်ကိုထောက်တော့မီတာမတက်ပါဘူးဒါဆိုရင်ဒီအထိုင်မကောင်းတာပါဒီအထိုင်ကိုမလဲဘဲနဲ့ဖြုတ်ပြင်ပြပါမယ်ဘောဘောမှာချမ်းသာတို့ထားရဖို့ဆိုကြောင်းတွေ ဘောပြီးလို့ရှိရင်ဓမ္မောရဲ့ချမ်းသာဒုက္ခရရှိနိုင်တဲ့အကြောင်းတရားဒီဘောဆိုတာဒီဘောကလည်းဒီကတော့ဖြုတ်လိုက်ပါပဲဒီဆုံးရှင်မှာလည်းဆုံးပါကြထုတ်လိုက်ပြီဆိုတော့ဒီမှာ point ရှိတယ်ဒီမှာ point ရှိတယ်အခုမှမရှိဘူးသင်္ခါရတရားမှန် ဖက်ကအသေး point မရှိဘူးဖက်ကအဒီမှာ point ရှိတယ်နော်ဒီသားလေးမှာဒီမှာ click ရှိတယ်အဲ့ကောင်ဆွတ်လှမ်းမှာအဲ့နေရာမှာဝက်ဝလေးအပြားနဲ့မကလန့်ရယ်နော်ကလန့်ရင်ဒီကောင်ကျိုးနေမှာအခုတို့ရေကိုရှောင်းကုလို့ကောင်းဦးလေလောက်လောက်မယ်ဆိုလို့ရှိရင် တိရတိမှာပဲပူရောနဲ့ပူမှာပဲနာရောနဲ့နာသို့သောသူတရားတော်ဓာတ်ရှိသည့်အတွက်ကြောင့်အစင်ကြီးဖြစ်တိရရှိသည့်ကျွန်တော်ဘာလို့တောင်းဖြုတ်ပြင်တာလဲဆိုတော့ကျွန်တော်တွေ့လားကောအထိုင်ကောအထိုင်အကုန်ကောင်းတယ်ဒီခွင်းအကုန်ကောင်းတယ်နောက်ပြီးတော့ဒီဘက်မှာ point ထောက်ထားတဲ့နေရာတွေเนาะဒီကောင်းနေအကုန်ကောင်းတယ်အကုန်ကောင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်ဖြုတ်တာပါ တကယ်လို့ကော်ပျော်ကြနေတာတော့ပြန်သုံးလို့မရတော့တဲ့အခြေအနေဆိုရင်မဖြစ်မနေလဲကိုလဲရပါမယ်မလဲရင်ထပ်ပျော်ကြပါပါအနေရှိပါတယ်ဖြစ်တယ်ကဲဟုတ်ပြီဒီဘောကတော့ဒီနေ့လည်းစီးပွားဥစ္စာပြည့်စုံတယ်ဒီဘောကြီးချမ်းမဲဆိုတာကတ်နေတယ်အဝေးရမဟုတ်တော့ဘူးအနည်းလေးနဲ့များ ဒီဘွားရဲ့ချမ်းမဲ့မျက်စိနှလုံးမိတ်သွားတာနဲ့နောင်ဘဝအတွက်တကယ်လို့စိတ်ချအောင်ဘာတွေလုပ်ရမလဲဆိုရင်ပြဿနာများအဖို့ချင်ရှိတယ်။တတ္တာတိရစာဒပညာကံတိုင်းဤကျိုးယုံကြည်လက်ခံတဲ့တရားပြဿနာများရဲ့ဆုံးမယုံကြည်လက်ခံတဲ့တရားကုသကောင်းမှုပေါ်မှာစိတ်ဝင်စားတဲ့တရားရှိရမှာဒီချောင်းလေးကိုဖယ်လိုက်ပါတေချာတိန်းထားပါပြောက်ရင်မလွယ်ပါဘူး ်အဟောင်းမရှိရင်အစားထိုးဖို့ခတ်ပါတယ်စာကဆိုတော့ဝေရတာနဲ့ပြည့်အောင်လေးမမိတာဒီကောင်နော်ဒီကောင်ကိုထောက်လိုက်ထောက်လိုက်ပြီးတော့ဒီမှာအဆက်နေရာရှိတယ်ထောက်ကြည့်မိတယ်ဒီမှာလည်းလာမိနေတယ်ဟုတ်ပြီနော်ဒီဘက်ကိုပြန်ထောက်မယ် တကောင်မီဦးတွေ့လားလုတ်တင်နိုင်လဲမလုတ်တင်ခွက်ချသီးတဲ့ပညာမျိုးရှိရမယ်အဲ့တော့ကျွန်တော်တို့ကလုတ်လို့ရှိရင်ဒုက္ခရောက်တတ်တယ်လုတ်တင်နိုင်ကိုမလုတ်ခဲနေဒီမှာဆက်ထားတိချာမြင်ရလားမသိဘူးခုနကတော့ခွင်းလေးကိုဒီမှာအစာထွက်လိုက်တယ်ထွက်ပြီးတော့ကောက်ထားတယ်ကောက်ထားပြီးတော့ဒီကောင်နဲ့ဒီလိုဆက်တယ်တလိုင်းနော်ဒီပါ ော့ဒလိုင်းကဒီမှာဒီကနေတစ်ဆက်တည်းဒီမှာအပေါက်ကွင်းလေးရှိမယ်ဒီဘက်ကကွင်းရှိမယ်ကွင်းကနေခြေတော့ခလေးထွက်လာမယ်ထွက်လာပြီးတော့ဒီမှာကောက်လိုက်တယ်ဒီနေရာမှာဆက်ထားတယ်အဲ့နေရာရဲ့ဒီနေရာရဲ့နှစ်ခုကိုခဲဆော်မှာပါခဲတိုးတဲ့နေရာမှာကျွန်တော်ဒီခဲဆွဲတဲ့အရည်ကိုတုံးပါမယ်ခဲဆွဲတဲ့အရည်ကိုမတုံးမရှိဘူးဆိုလို့ရှိရင်လည်းဓာလေးနဲ့ချက်ရမယ်နော်မဟုတ်ရင် ခဲအကြာကြီးတိုးလာတာတော့ခဲမဆွဲတာတော့ဖြစ်တတ်ပါတယ်တကယ်ရတော့မကြီးချင်မချင်တရားချင်းလို့ခန္ဓာငါးပါးလုံးဝမဖြစ်တော့ဘူးဆိုမှပဲဒီ physical pain လို့ခေါ်တယ်ခန္ဓာကိုယ်ရဲ့နာကျင်မှုဒုက္ခဆိုပြအဲ့ဒီပြောင်းစေနိုင်တဲ့အကျိုးအတခု dominant တန်စစ်စစ်မှုတွေ ဆင်းရဲမှာလုံမကြလို့ဆင်းရဲမှုတွေကြုံရတယ်။အဲ့ဒီဆင်းရဲမှုအဲ့တချက်ရတယ်နော်ဒီမှာဘုဆိုတာလေဒီအချင်းကိုပဲကျက်မှာဒီလိုဆိုနောက်တစ်ချက်ကဒီမှာထပ်တော့ဒီဘက်ကအမှန်မှန်တော့အကောင်ဘာလို့တူတာလဲဆိုတော့ခုနကလို့ဒီဘက်လည်းထပ်ပြီးတော့ဒီလိုမှာဆက်ရတာအဓိကမှာနေကံတော်ရဲ့လမ်းကြောင်းကြီးကိုတွေးဖို့ဆိုရင်ဒီလမ်းတော့ရှောက်အဲ့ဒီလမ်းကြောင်းကိုရှောက်မှနေကံတော်ရဲ့လမ်းကဖြောင်းတန်းနေတာကိုတွေ့ ဒါကအကျိုးတခုနောက်ကြတော့နောက်ဆုံးကြတော့နိဗ္ဗာန်တသစ္စိကရိယာနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတော့လည်းရှိပါလမ်းကြောင်းပဲလို့ဒီရက်ထင်ရများသွားတော့ခောက်ချတာပါ ကေလာတို့လိုက်ပါဘီခဲတို့ပြီးပါပြီဆိုတော့ပြန်တိုင်းကြည့်ပါနော်ဒီဘက်တစ်ဖက်ရပြီနော်ဟိုဘက်ကိုထပ်တိုင်းမယ်ဟိုဘက်ကိုထပ်တိုင်းတော့လေမီတာတက်ပါတယ်ဒါဆိုရင်တော့ဟိုပြန်တက်လို့ရပါပြီပြန်တက်မယ်ဆိုတော့ဒီ ဟိုအဲ့အတန်လေးပေါ့နော်ဒီတန်လေးကိုအရင်ဆုံးတက်ပါမယ်တက်ပြီးတော့ပုံမှန်အတိုင်းဒီသူ့ဟာနဲ့သူ့ကိုအကုန်လုံးပြတ်တက်ပါမယ်ဒီအောက်အထိုင်ကိုဘာဖြစ်လို့ကျွန်တော်ပြင်လာလဲဆိုတော့သူကသူ့ဟိုပါပေါ့နော်အခြေအနေကအကုန်လုံးကောင်းနေတယ်ဗျအကုန်လုံးကောင်းနေပြီးတော့အဲ့ခြေအနှီးပေါ့နော်ခြေအနှီးကြောင့် ြစ်တာမို့လို့တို့တာပါမဟုတ်ရင်တော့ဥပမာအခုလွန်ပြီးပြောကြတာလို့ပါလို့ဆိုတော့မလုပ်ပါဘူးအစ်စ်ပဲလဲပါတယ်လဲကိုလဲရမှာပါပြောကြနေတာလို့ပါလို့ဆိုတော့ပြန်တက်လို့အဆင်မပြေပါဘူးပြန်တက်တဲ့အခါမှာလည်းအဲ့ ကုတ်ထားတဲ့ငုတ်ကလေးတွေပေါ့အကောင်လေးတွေကိုတစ်ချက်တတိထားပြီးတော့တက်ရပါမယ်။အဲဘာလို့လဲဆိုတော့တစ်ဖက်ကကော်တဲ့ကိုထည့်တာဆိုတော့တစ်ဖက်ကတန်ဆိုပေမဲ့တစ်ဖက်ကကော်ဆိုတော့ကျိုးတတ်ပါတယ်။တတိတော်တော်ထားရပါတယ်။ငုတ်တစ်ချက်ဒီအောက်အထိုင်ကိုထည့်ထည့်ပြီးတော့မီတာတစ်ချက်ပြန်တိုင်းကြည့်ပါမယ်။ နှစ်ဖက်စလုံးမီတာတက်ပါတယ်အဲ့လိုဆိုတော့ဒီတန်များနဲ့ကော့အထိုင်လေးနဲ့ကုတ်ထားတဲ့ငုတ်တွေကိုပြန်ပြီးတော့ကုတ်ပါမယ်အဲ့နေရာမှာဝက်ဥလေအပြားနဲ့သွားမထိုးနဲ့နော်ဝက်ဥလေပြားနဲ့သွားထိုးရင်ကော်လေးတွေကျိုးကုန်မှာအလုံးကုတ်ပြီးသွားပြီဆိုတာ ਨੇ မီတာနဲ့တစ်ချက်ပြန်တိုင်းကြည့်ဖို့လိုပါတယ် မီတာနဲ့တစ်ချက်ပြန်တိုင်းကြည့်ရပါမယ်။မြဲမမြဲ6နေသလားနည်းနည်းဆွဲလှုပ်ကြည့်ပေါ့။ဒီကနေဒီငုတ်တွေကိုတစ်ချက်ပြန်တိုင်းကြည့်ပါမယ်။ဒါဆိုရင်ဒီအောက်အထိုင်လေးကောင်းသွားပြီလို့ပြောလို့ရပါတယ်။ပုံမှန်အတိုင်းအားလုံးပြန်တက်ပါမယ်။မူလီတက်တဲ့ဟာတွေကိုတော့ကြော်လိုက်မယ်နော်။ ဒါဆိုအားလုံးပြတ်တက်ပြီးတော့ပါပဲအဲအားလုံးပြတ်တက်ပြီးပြီဆိုတော့စစ်စစ်ပါမယ်ဒီအိုဒီ3မိနစ်ရင်ပြင်အိုစစ်ကတာလွယ်ပါတယ်ခလုတ်ကိုနှိပ်ပါမယ်ခလုတ်ကိုနှိပ်ပြီးတော့ဒီအောက်ဖင်အထိုင်အောင်တိုင်းလို့ရှိရင်သူ့ရဲ့ quantum move ပြရပါမယ် quantum move က38ဘလောက်ရှိတယ်နော်38ပေါ့အဲ့ဝင်ကျင်ရှိပါတယ်ဒါဆို okay ပါပြီ ဒါဆိုရင်မျိုးကောင်းတယ်လို့ပြောလို့ရပါပြီ။အောက်ဟိုအထိုင်နဲ့မိမိထိုးပြီးတော့တစ်ချက်စမ်းပြပါမယ်။ဟုတ်ဒါဆိုရပြီပေါ့နော်။အားလုံးကောင်းသွားပါပြီ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။